အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဆရာနဲ့အတူတူကြောက်ဝိုင်းမှာခင်းဝိုင်းပတ်ရင်းနဲ့တော့ပြောစရာလေးတခုပေါ့နော်အဲဆရာကြီးတွေအတွက်တော့ကျွန်တော်မရည်ရွယ်ပါဘူးဒါပေမဲ့တင်တဲ့အခုမှစတဲ့နေတဲ့သူကြောက်လုပ်ငန်းကိုအခုမှစလောက်ကင်မဲ့သူတွေအတွက်ကိုကျွန်တော်ဒီဟာလေးနည်းနည်းလေးပြောချင်တယ်ပေါ့ဘာပြောချင်တာလဲဆိုရင်ကျွန်တော်တို့ကြောက်ဝိုင်းထဲမှာဝယ်သိမ်းတဲ့ကြောက်ရှိတယ်မဝယ်သိမ်းတဲ့ကြောက်ရှိတယ်ဘလို့ကြောက်တွေဝယ်သိမ်းတာလဲဘလို့ကြောက်တွေကမဝယ်သိမ်းတာလဲ ။ဟုတ်ပြီ။တို့အ ਨੇ ဆုံးတင်တန်းအစင်းမိသားလူတွေဆိုလို့ရှိရင်အဲကြောက်အစင်ကို၄စင်းလောက်ခွဲတတ်တယ်။ဘလို့တွေခွဲတတ်လဲ။အောက်ကြောက်ရယ်ခါကြောက်ရယ်ခသံကြောက်ရယ်အမြင့်ကြောက်ရယ်ဆိုပြီးတော့၄ဘိုင်းလောက်တော့ခွဲတင်တယ်။ခွဲတတ်တဲ့အချိန်မှာကျွန်တော်တို့အနေဆုံးစင်တော့အောက်ကြောက်တွေကိုလုံးဝမဝယ်ဘူး။ကျွန်တော်တိုက်တွန်းခြင်းတယ်။နောက်တစ်ခုအောက်ကြောက်တွေတော့မဝယ်ရဘူးဟုတ်ပြီ။ဒါဆိုရင်တခြား အမြင့်ကြောက်တွေထဲမှာဘာတွေမှားနိုင်သေးလဲကျွန်တော်ဒီနေ့ခင်းဝိုင်းပယ်ရင်းနဲ့အဲကြောက်လေးတစားတွေ့တယ်ပေါ့အဲကြောက်လေးကသူ့ရဲ့အခွန်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းခန်းဒီတို့မကြံခါတို့ ਨੇ ဆင်နေတယ်အဲဖြတ် ဖြတ်ထားတဲ့ဖြတ်သားမှလည်းသူကတဲရန်လေးတွေလို့ပေါ့နော်အဲရန်လေးကလည်းအဲကြည့်မယ်ဆိုရင်မြင်နေရတယ်ဒါဆိုရင်တင်တန်းဆင်းကစားတင်တန်းသားတွေအဲကြောက်ကိုဆလုပ်ခါစားသူတွေအတွက်တော့မှားနိုင်တဲ့အနေအထားရှိတယ် အဲကျွန်တော်ပလွန်မှာလုံးဝရမ်းမပါတဲ့အတွက်ပလွန်ပလွန်မှန်းတော့သိနိုင်တယ်ကျွန်တော်ကြံတဲ့မော်တိန်တို့အဲပထော့တို့ဆိုလို့ရှိရင်အများဆုံးမှားနိုင်သေးတယ်အဲတင်နန်းသားတွေအနေနဲ့တင်နန်းပြီးသွားပြီဆိုလို့ရှိရင်ဒါတွေကိုဝယ်ယူမိပြီးတော့မှားသွားတာတွေအဲတော်တော်များများတွေ့ရတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့အကြောက်ကိုဝယ်တော့မယ်တင်နန်းပြီးသွားလို့ ခင်းဝိုင်းဆင်းအဲစပြီးတော့ဆင်းပြီးကိုယ်တိုင်လက်တွေ့တွေလှုပ်နေပြီဆိုလို့ရှိရင်ကျွန်တော်မော်တိန်နေအဲပလွန်နေပထော့တွေကိုတည်တည်ရှာရှာ view site ကြပါအောက်ကြောက်တွေကိုမဝယ်ဘူးဆိုရင်တော့မှပလွန်နေပထော့တွေမော်တိန်နေကဝယ်မိနိုင်သေးတယ်ပေါ့အဲ့ဒါတွေကိုအထူးကြိုပြုပြုပြီးတော့တည်တည်ရှာရှာလေးကတိထားပြီးတော့ကြောက်ဝိုင်းမှာလေ့လာပါအဲစပြီးလှုပ်တဲ့လူတွေတင်တန်းပြီးကာသာသူတွေဆိုလို့ရှိရင်ကျွန်တော်ဝယ်ဖို့ရာတဲ့ ကြောက်ပညာများများရဖို့ရအတွက်ပဲကျွန်တော်လေ့လာစေချင်တယ်အဲအလောတကြီးငါတို့အဲဝိုင်းစင်းပြီးကြောက်တွေရအောင်ဝယ်မယ်ဝယ်ပြီးရင်ငါတို့ပါတွေလုပ်မယ်ဆိုတဲ့အတွေးတွေတဲ့ငါတို့ဒီကြောက်ဝိုင်းကိုဆင်းတဲ့ချိန်မှာကြောက်ပညာများများရဖို့ရဆိုတဲ့ပညာရမယ်အတွက်ကိုပဲအဓိကထားပြီးတော့ကြောက်ဝိုင်းဆင်းပါလို့အဲကျွန်တော်မှားစားနေတယ်ပေါ့လေအကြံဉာဏ်ပြုတ်ခြင်းပါလေအဲ့တော့ကြောင့်မလို့အဲကျွန်တော်ရဲ့ဒီနေ့ပလော်လေးက သင်တန်းစင်းနေနဲ့ကြောက်ပညာကိုစပြီးလေ့လာတဲ့လူတွေကြောက်လုံငန်းစလုပ်တဲ့သူတွေအတွက်ရည်ယူပြီးတော့အပြောကြားခြင်းဖြစ်ပါတယ်ဆရာဆရာကြီးတွေအတွက်တော့မပါပါဘူးအဲ့အတွက်ကြောင့်မလို့အဲဒီဘလော်လေးကိုကြည့်ရှုပေးကြတဲ့ကျွန်တော်ဂျိတ်တိုင်းပြည်သက်တွေအားလုံးကိုကျေးဇူးပါပဲလို့ပြောကြရင်းနဲ့နောက်ဘလော်တွေမှာပြန်လည်ဆုံကြပါစို့